င်္ဂလာပါရှင်။တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို The Wash အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ပုတ်ပြင်းမှာဆရာနာရှင် တက်ကအမျိုးသမီးတအူးကိုဖမ်းသွားပြီးတဲ့နောက်အချင်းချင်းမတိုင်းကျင့်တဲ့အခြေအနေ။တရက်ချောင်းမှာမတန်ဆွမ်းဖော်တအူးကိုဆရာနာရှင်တက်သားကမတိုင်းကျင့်တဲ့တင်။တဝယ်မှာ application နဲ့၃ဘိန်း၅နိုင်တဲ့စနစ်စတင်စမ်းသပ်တဲ့အကြောင်း လမိုင်းမျိုးကရက်ွက်အုပ်ချုပ်ရေးမှုတအူပြတ်သက်ခံရပြီးမြို့ခံတအူတန်ရာရတဲ့အခြေအနေကချင်နောက်ပိုရီမှာကောင်းမောက်ပြီးတရားမှုရင်ဝင်လာတဲ့မြန်မာ28ဦးဖမ်းဆီးခံရတဲ့တဲ့င်းစတဲ့တဲ့င်းတွေကိုနားဆင်ရမှာပါပုတ်ပြင်းမြို့နယ်ထောင်စုံမဟက်ကျေးရွာအုပ်စုစခန်းသားရွာမှာနေတဲ့အမျိုးသမီးတအူးကိုဆရာနာရှင်တပ်သားတွေကဖမ်းသွားပြီးတဲ့နောက်အချင်းချင်းမတင်းချင်းခဲ့တယ်လို့သိရပါဗျ။ စက်တင်ဘာလ20ရက်နေ့ကအဲ့ဒီရွာမှာနေတဲ့အိမ်ထောင်တဲ့အမျိုးသမီးနှစ်ဦးကိုသူတို့ရဲ့အမျိုးသားတွေနေအိမ်မှာမရှိတဲ့အချိန်ဗိုးရဲရွာမှာအထိုင်ချထားတဲ့ဆရာနာရှင်တပ်တွေကလမ်းပြပေးဖို့ဆိုပြီးခေါ်ဆောင်သွားခဲ့တာပါခေါ်သွားပြီးတဲ့နောက်အမျိုးသမီးတဦးကိုရိုင်းနှက်ပြန်လှော်လိုက်ပြီးနောက်တဦးကိုအကျဉ်းချင်အရမပြင်းချင်းခဲတာလို့ဒီသားခံတဦးကပြောပါရယ် ထောင်စုံမဟက်ကျေးရွာအုပ်စုထဲမှာပူဒါရွာလည်းပါဝင်ပြီးအဲ့ဒီရွာမှာအထိုင်စခန်းချထားတဲ့ဆီယနာရှင်တပ်ဟာပုတ်ပြင်းချေဆိုင်ခောက်မရ358တရင်ကဖြစ်တယ်လို့ဆိုပါရတယ်။ဒါအပြင်ဘိုးဒါရွာမှာဂိတ်ချပြီးအထိုင်စခန်းချထားတဲ့ဆီယနာရှင်တပ်သားတွေဟာရွာထဲမှာရှိတဲ့နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးတာနဲ့လူမရှိတဲ့နေအိမ်တွေကပစ္စည်းတွေခိုးယူတာတွေကိုမကြာခဏလှုပ်ဆောင်လေးရှိတယ်လို့ဒေသခံတွေစီကသိရပါဗျ။ တရချောင်းမြို့နယ်အုတ်တူရွာမှာခြေထောက်တစ်ဖက်ဖျက်ထားရတဲ့အသက်85နှစ်အရွယ်မတန်ဆွမ်းအဖွားတဦးကိုဆီယနာရှင်တပ်သားတဦးကအရမပြကျင့်တယ်လို့ဒေသခံတွေစီကသိရပါဗျ။စက်တင်ဘာလ28ရက်နေ့ညနေကနေမှာအဖေါ်အုပ်တူရဲရှိနေခြင်းအယက်မူးတဲ့ဆီယနာရှင်တပ်သားတအူရောက်လာပြီးအရမပြင့်ခဲ့တယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံအမျိုးသမီးတအူကပြောပါဗျ။ ို့အရမပြည်ချင်းခရဲဆရာနာရှင်တက်သားဟာတရချောင်းမြို့အခြေဆိုင်တရင်တွေဖြစ်တဲ့ခမရ403 404 405ဆတဲ့တရင်တစ်ခုခုကဖြစ်နိုင်ပြီးအရမပြည်ချင်းရဲ့ရက်မတန်ခင်တရက်အလိုမှာအဖွားရဲ့နေအိမ်ကိုမင်းဖြစ်ဆွေဖြစ်စကားလာပြောခဲ့သေးတယ်လို့လည်းဆိုပါတယ်တေချောင်းမြို့အခြေဆိုင်တရင်တွေကဆရာနာရှင်တပ်ဖွဲ့ဝင်တွေဟာစက်တင်ဘာလ22ရက်နေ့ကဒဝဲမြို့ကနေကုန်းလန်တိုင်းပြန်ဆင်းလာပြီးတင်းကျွတ်နဲ့ရန်တောင်ရွာတွေမှာ၄ရက်လောက်တပ်ဆွဲခဲ့ပြီးတဲ့နောက်အုတ်တူရွာဘက်ကိုစစ်ကြောင်းထိုးဝင်လာတာပါ။ ဆီယနာရှင်တက်စစ်ကြောင်းရွာထဲဝင်ရောက်လာတဲ့အတွက်အုတ်တူရွာကန်တချို့ နေရဲဆုံးခွာထွက်ပြေးခဲ့ကြပေမဲ့လည်းထွက်မပြေးဘဲနေအိမ်မှာပဲဆက်နေတဲ့သူတွေလည်းရှိတယ်လို့ဆိုပါရတယ်။အဲဒီမှာပြင်းချင်းခံရတဲ့အဖွားဟာစီးချုံရောဂါကြောင့်ညဘက်ခြေထောက်ဒူးအောက်ပိုင်းအထိဖြစ်ထားရပြီးဘယ်ဘက်ခြေထောက်မှာလည်းခြေချောင်းတချို့ဖြစ်ထားရတယ်လို့ဆိုပါရတယ်။အဖွားကညမဖြစ်သူနဲ့အတူနေပေမဲ့အဲဒီမှာပြင်းချင်းခံရတဲ့အချိန်မှာညမဖြစ်သူက တခြားနေရာကိုရောက်နေတယ်လို့ဒေသခံတချို့ကပြောပါရတယ်။ လက်ရှိမှာအဖွားကိုအုတ်တူရွာကနေခေါ်ထုတ်လာပြီးလုံခြုံတဲ့နေရာတစ်ခုမှာနေဆက်သူတွေကစောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။အဲဒီဆီကနာရှင်တပ်သားတွေဟာအုတ်တူရွာကနေထွက်ခွာသွားပြီးဖြစ်ပေမဲ့အနီးနားရွာတွေကိုဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကသိရပါတယ်။တဝယ်မြို့မှာ driver team taxi အမည်ရှိတဲ့ application အသုံးပြုပြီး၃ဘိန်၅နိုင်တဲ့စနစ်တစ်ခုကိုစတင်စမ်းသပ်နေရလို့အဲ့ဒီ application ကိုပြုလုပ်တဲ့လုပ်ငန်းရှင်တဦးစီကသိရပါဗျာ။ driver team တက်စီ application ကို ပြီးခဲ့တဲ့ဩဂုတ်လနောက်ပိုင်းကစတင်ဆန်းသက်နေပြီး အခုစက်တင်ဘာလအထိတလတာအတွင်းခရီးစဉ်ပေါင်း130ကျော်ပြည့်စွက်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။တဝယ်မြို့ area အတွင်းသွားလာဖို့ခေါ်ယူနိုင်ပြီးအဲ့ဒီ application မှာစည်ရင်းသွင်းထားတဲ့3မိန်းဆယ်စင်းကျော်နဲ့လက်ပတ်နေတယ်လို့အဲ့ဒီလုပ်ငန်းရှင်ကပြောပါတယ်။ application မှာစာရင်းတင်ထားတဲ့၃ဘိန်းတွေကိုခေါ်ယူရင်၁ကီလိုမီတာကို1500ကျပ်နှုန်းနဲ့ခရီးအကွာအဝေးလိုက်ကြာသွင်းဝင်ပေးရပြီး application ကို Google Play Store မှာ download ရယူနိုင်တယ်လို့ driver team taxi စီကသိရပါတယ်။ Driver Team Taxi ဟာ2024ခုနှစ်က၃ဘိုင်းအတင်းနဲ့စတင်ခဲ့ပြီးအခုနှစ်ဩဂုတ်လမှာ application အဖြစ်စတင်မိတ်ဆက်တာဖြစ်ပါတယ်။ အခြားအလွတ်တန်းသုံးမင်းတွေနဲ့ကွာခြားချက်ကတော့ကြာသိငွေကိုကြိုတည်တဲ့အတွက်ချိန်ဆလို့ရပြီးနေရင်ကနေ application နဲ့အလွတ်တကူခွင့်ယူနိုင်တဲ့အာသချက်ရှိတယ်လို့ application အသုံးပြုဖို့တဲ့မြို့ခံအမျိုးသမီးတဦးကပြောပါရတယ်။အရင်က application နဲ့အငှားရင် ခေါ်တဲ့စနစ်တဝယ်မှာမရှိခဲ့တဲ့အတွက် driver team taxi application ကတဝယ်မှာ application နဲ့အငှားရင်ခေါ်နိုင်တဲ့ပထမဆုံးစနစ်ဖြစ်တယ်လို့သိရပါဗျ။ ဒဝယ်မျိုးဟာစိုက်ကစီးသူများတဲ့မျိုးဖြစ်ပေမဲ့လည်းအာနာသိမ့်ပြီးနောက်ဒဝယ်မှာအမျိုးသားနှစ်ဦးစိုက်ကစီးခွင့်မရတော့တဲ့အတွက်တောလာရီအတွက်ရက်ကွက်အလိုက်အတင်းဝင်စိုက်ကတက်စီတွေနဲ့တုံးပင်းရင်တွေကိုပို့အသုံးပြုနေရတယ်လို့မြို့ခန့်တွေစီကသိရပါဗျ။မွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းလမိုင်းမြို့မှာစက်တင်ဘာလ28ရက်နေ့မနေ့ပိုင်းကရက်ကွက်အုပ်ချုပ်ရေးမှူးတအူတနက်နဲ့ပြစ်ခတ်ရလို့တိတ်ဆုံးခဲ့ပြီးမြို့ခန့်တအူလည်းထဏ်ရာရတယ်လို့သိရပါဗျ။ နက်ရှင်းနိုင်ခွဲလောက်မှာမြို့မတရက်ကွက်အုချုံရီမူဦးကျော်ဦးနဲ့ဦးတန်းဝင်းတို့ဟာကားနဲ့အုချုံရီမူဦးကျော်ဦးရဲ့နေအိမ်ကိုပြန်လာချိန်အိမ်ရှိရောက်မှာဆိုင်ကနဲ့လိုက်လာတဲ့တနက်သမားတွေကပြစ်ခတ်သွားတာပါအချွေမူဦးကျော်ဦးဟာជីတိမန်တန်ရာရီနဲ့တိတ်ဆုံးခဲ့ပြီးသူနဲ့အတူပါလာတဲ့ဦးတန်ဝင်းမှလည်းជីတိမန်တန်ရာရပြီးလမိုင်းစည်းရုံကနေမလမြိုင်စည်းရုံကိုပို့ဆောင်ထားတယ်လို့လမိုင်းမြို့ခံတအူးကပြောပါဗျ။ ရက်ကွက်အုပ်ချုပ်ရေးမှူးပြစ်ခံရပြီးတဲ့နောက်ဆီယနာရှင်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးမြို့ဝင်နဲ့ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်တယ်လို့မြို့ခိုင်တွေစီကသိရပါဗျ။ရက်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်ဦးကိုဘယ်သူတွေကဘာအကြောင်းရင်းကြောင့်ပြစ်ခတ်ခဲ့လဲဆိုတာကိုတော့မသိရသေးပါဘူး။ဒါအပြင်အဲ့ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးဒေတာတွင်းလှုံ့ရှားနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကလည်းတစုံတရာထုတ်ပြန်တော့မရှိသေးပါဘူး။ ဆရာချို့ရည်ကြီးညာထားတဲ့ရေးမြို့နယ်အတွင်းဆရာနာရှင်တပ်ဖွဲ့ဝင်တွေစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေအပြင်ဌာနဆိုင်ရာဝန်ထမ်းတွေအုပ်ချုပ်ရေးမှူးတွေနဲ့စစ်ကောင်စီတည်င်းပိတ်ဆို့သူတွေမကြာခဏပြစ်ခတ်ရှင်းလင်းခံရလေးရှိပါတယ်။ထိုင်းမြန်မာနယ်စပ်ကချင်နောက်ပြည်ခရိုင်မှာမြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ကားတစ်စင်းတိမ်မောက်လို့ကားပေါ်ပေါ်မြန်မာနိုင်ငံသား28ဦးဖမ်းဆီးခံရတယ်လို့ထိုင်းတည်င်းဌာနတွေမှဖော်ပြပါဗျာ။ ဒီနေ့စက်တင်ဘာလ29ရက်နေ့မနက်2နာရီလောက်မှာထိုးဖားပန်းဒေသတွေကိုမြန်မာနိုင်ငံသားတွေတရားမဝင်ဝင်လာတယ်လို့သတင်းရတဲ့အတွက်နေချာဆောင်တက်ကခိစားစစ်စီနေချိန်မတင်ကားစရာကားတစ်စိမ်းမောင်းနေလောက်လို့ရက်တန့်စစ်စီခံမှုအချက်ပြခဲ့တယ်လို့ဆိုပါရယ်။ကားဟာအစစ်စိမ်းမခံဘဲမောင်းပြခဲ့တဲ့အတွက်နေချာဆောင်တက်တွေကနောက်ကလိုက်ဖမ်းခဲ့တာပါ။ ဲ့ဒီကားကအရှင်တင်မောင်းပြည့်တဲ့အတွက်လမ်းမကြီးတိုင်မောင်းလာတဲ့အခြားအင်စီကားတစင်းလမ်းဘေးမြောင်းနဲ့ပြုတ်ကျခဲ့တယ်လို့အခြားဆိုင်ကတစင်းကိုလည်းဝင်တိုင်းမိခဲ့လို့လမ်းဘေးမြောင်းနဲ့ပြုတ်ကျပြီးမှောက်သွားခဲ့တာပါတိမ်မောက်ခဲ့တဲ့ကားထဲကကာသမဟာအမောင်နဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အပြင်ကားထဲကမြန်မာနိုင်ငံသားအမျိုးသား၁၉ဦးအမျိုးသမီး၉ဦးကိုတော့ဖမ်းမိခဲ့ပြီးဒဏ်ရာရတာမတွေ့ရဘူးလို့ဆိုပါရတယ်။ ဒါအပြင်မြန်မာနိုင်ငံသားတွေမှာတရားမဝင်စာရွက်စာတမ်းတွေကိုမတွေ့ရသလိုအားလုံးကထိုင်းစကားမပြောတတ်တဲ့အတွက်ထုတ်ပါပိုင်းရစကန်ကိုခေါ်ယူစစ်ဆေးခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။မြန်မာနိုင်ငံသားတွေဟာရန်ကုန်မန္တလေးကနေလာရောက်ခဲ့ကြပြီးဖျားသုံးဆူလမ်းကြောင်းအတိုင်းထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်လာကြတယ်လို့ဘာသာပြန်ကနေတဆင့်ဖြေကြားထားပါတယ်။အလုံးဟာစမုတ်စခွန်ချွန်ပူရီချချင်းဆောင်ခရိုင်တွေမှာအလုံးလုံးဖို့အတွက်ဝင်လာကြတာဖြစ်ပြီးခရီးစရိတ်အတွက်ဘတ်1800ကနေ2000ထိပေးရတယ်လို့ဆိုပါတယ် လက်ရှိမှာမြန်မာနိုင်ငံသားတွေကိုထိုးဖောက်ပန်းရေးစခန်းမှာဖမ်းဆီးထားပြီးဥပဒေအရဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dove Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။